ဘရိုရိုနီနဲ့အခုမှတ်တာမှာကျွန်တော်တို့ run မှာဖြစ်ဖြစ်တော်နမမှာဖြစ်ဖြစ်ကြီးလိုက်မယ်ဆိုလို့ရှင်ကျန်းနေရကောင်စိုးနေရကောင်ကမားကောင်အထုံကောင်တွေများတယ်အမားကောင်တွေအထုံကောင်တွေဆိုတာလဲသူတို့ပင်ကိုဟီရိုနေချောက်ကတန်ကြီးဖြစ်လို့မားတာတွေရှိရဲဒါပေမဲ့တချို့ကောင်တွေကြောက်လဲ light steel တွေ spare van တွေ ab ring တွေကြောင့်မလို့တတ်လို့မသေးပဲနဲ့မားနေရကောင်တွေရှိတယ်မြင်းအောင်ပြောရမယ်ဆိုလို့ရှင် light steel နဲ့ကျန်းနေကောင်အလူက စပယ်ဘန်နဲ့ကျန်တဲ့ကောင် Ruby AP region နဲ့ကျန်တဲ့ကောင်ကယူရီနဲ့အခြားကောင်တွေလည်းတီးတီးရှိပေမဲ့လည်း Pro ကိုမြင်သာထင်သာရှိမဲ့ကောင်ကိုကျွန်တော်ပြပြတာအခုလိုမျိုး light ကျန်တဲ့ကောင်စပယ်ဘန်ကျန်တဲ့ကောင် AP region ကျန်တဲ့ကောင်တွေကိုတတ်ချင်တယ်ဆိုလို့ရှိရင် Pro ကလောရမှာနှစ်ချက်ပဲရှိရဲ့ CC ပါတဲ့ကောင်ပြင်ပေးမပစ်လို့ရှိရင် Andy ဆက်ရမယ်ကိုပစ်လိုက်တဲ့ hero ဒါမှမဟုတ်ကိုတင်မိတ်တွေပစ်လိုက်တဲ့ hero က crown ကိုတော့မပါခဲ့ဘူးဆိုရင်တော့မှ Andy သွားရဖို့ Pro နေနဲ့ကြားဘူးကြတယ်ဟုတ်တယ်မလား player လက်တက်ပဲဖြစ်ဖြစ် player လက်ဟောင်းပဲဖြစ်ဖြစ် Andy မသွားရင်တော်တာပဲ အန်ဒီကြောင့်မသိရတဲ့သူများတာမလို့ကျွန်တော်ဒီဗီဒီယိုကိုတေချာရင်းလုပ်လိုက်ရခြင်းဖြစ်တယ်။ရော့ပါအမလီမူမူနဲ့ရော့ကြည့်ကြည့် VPN link နဲ့တော့ခန့်ကြည့်ပေးတော့ဘလို့မသိရတဲ့သူတွေလည်းပြန် share ပေးလိုက်အောင်။ဟမ် much motherfucking design on right now break it down bring it back make it clear three old thoughts new glow အန်တီဟီးဖက်ရရင်ဘာလို့လောက်ရမလဲဆိုတာမပြောရခင်မှာအန်တီဟီးဆိုတာဘာလဲပြောပြရမယ်အန်တီဟီးဆိုတာကျွန်တော်ရှေ့ကပြောခဲ့သလိုပဲလိုက်စကီကျန်းတဲ့ကောင်တွေစပယ်ဗန်ကျန်းတဲ့ကောင်တွေအိပ်ပီရီဂျင်ရှီရီဂျင်တွေကျန်းတဲ့ကောင်တွေဆိုလို့ရှိရင်အဲ့ဒါဆက်လို့ရှိရင်အကောင်တွေရဲ့လိုက်စကီကျန်းတာတွေကိုရှင်းပြပေးတယ်အန်တီဟီးဖက်ကိုရရင်လည်းဆိုလို့ရှိရင်လောရမယ့်ဟာကအိုင်ဒါ၃ခုရှိတယ်ပက်စစ်တစ်ခုရှိတယ်အိုင်ဒါ၃ခုဆိုတာက CF ဘတ် loading one နဲ့ dominant eye ပတ်စစ်ဆိုတာကဘာရှားပတ်စစ်ဒီရိုက်တွေနေဆက်မယ်ဒီဟီးရိုးတွေကိုင်မယ်ဆိုလို့ရှိရင်တော့ဘရိုက NDE ဖတ်ရမယ်အဲ့တော့ကျွန်တော်တခုချင်းစီကိုရှင်းပြပေးမယ် ။ဘာရှားရဲ့ပစိကသူ့ရဲ့စကေးနဲ့ထီမီရဲ့ NMI တွေရဲ့ရှီးရီ AB region တက်တဲ့နှုံးတွေကို40%တိတိရှော့ကြမှာဖြစ်ပါတယ်။ဘယ်နဲ့စကန့်ရှော့ကြမလဲဆိုတော့၄စကန့်ကြောင်ရှော့ရပေးမှာဖြစ်ပါတယ်။ Anti Heat Effect ဝင်ရောက်မယ်ဆိုလို့ရှိရင် NMI ရဲ့ဒီဘေးနားမှာအသေးပုံကွဲနေတဲ့ပုံစံလေးပေါ်နေပါလိမ့်မယ်။ဟိုဘက်ကကောင်းနေတဲ့မှာဆိုလို့ရှိရင်အာလီမာကနေက AB region တက်တာကျန်းတဲ့ကောင်တွေရှိတက်တာကျန်းတဲ့ကောင်တွေပါတယ်ဆိုလို့ရှိရင်တော့ဘာရှားပစ်ပြီးတော့တဲကောင်တာလို့ရပါတယ်။ ် item ထဲမှာဆိုလို့ရှိရင် physical item ဖြစ်တဲ့ CF ကဆိုလို့ရှိရင်လည်း NDE item ဖြစ်တယ်။သူရဲ့ passive ကဗာလဲဆိုလို့ရှိရင်ကို damage ပေးလိုက်တဲ့ enemy တွေရဲ့ AP regen, shi regen တွေကို40%တိရှင်းရပြန်မှာဖြစ်ပါတယ်။ตัวละ30กว่าจังช่วยๆไปมาป่ะดาเมจไปอันดีฮีเอฟเฟคยาไปสู้กันเนี่ยโคเยฟิสิกดาเมจดิยอสเปลดาเมจดิยออกုံบาเร ဂလိုရင်းဝမ်ကတော့မဂျစ်အိုင်တမ်တစ်ခုဖြစ်တယ်တနည်းအားဖြင့်မိရတော်တော်များဆက်ကြတယ်ဂလိုရင်းဝမ်ရဲ့ပတ်စိကလည်း CA ဘက်ရဲ့ပတ်စိနဲ့အတူတူပါပဲသူကလည်းကိုဒမ်းမဲ့ပေးလိုက်တဲ့ NMD ရဲ့ AB region ရှိတွေ့ခြင်းတွေကို40%တိတိ30%ကြောက်အောင်ရှော့ရောက်ပေးမှာဖြစ်ပါတယ်အဲ့တော့အတိထားသိချင်တာကဂလိုရင်းဝမ်ဆက်တာလဲစပယ်တော့မှ NDE ဖတ်ရတာမဟုတ်ဘူးသူ့ကိုကိုကဘေးစစ်တက်ချလဲအကောင်က NDE ဖတ်တက်ရောက်နေမှာဖြစ်ပါတယ် နောက်ထပ်တစ်ခုက dominant eye dominant eye ကဆိုလို့ရှိရင်ရှေ့က island တစ်ခုလိုမျိုး field game eye ရော magic eye တစ်ခုမှမဟုတ်ဘူးဒီကောင် defend eye ဖြစ်တယ် dominant eye ရဲ့ passive ကကို့ damage လာပေးတဲ့ enemy တွေရဲ့ AP regen ရှိ regen တွေကို40%တိတိ1 second ကြောင်ရှော့ရပေးမှဖြစ်ပါတယ်ဒီကောင်ကရှေ့ high နဲ့မတူတာကရှေ့ high တွေကကိုယ်တိုင် damage သွားပေးမှသူတို့က anti effect တက်ရောက်တာဒါပေမဲ့ဒီကောင်ကကြတော့ကို့ damage လာပေးမှအဲ့ကောင်က anti effect တက်ရောက်တယ်အခု island ရှင်းပြတဲ့ဘိုင်းတီကို bro နည်းနားလဲကြတယ်ဟုတ်တယ်မလားအဲ့တော့ကျွန်တော်ရှော့အောင်လုပ်ပြမယ် Anhydride တခုကို AB region နဲ့ C region 40%လျှော့ကြပေးရဆိုလို့ရှိရင်ကိုဘက်ကနှစ်ခုလောက်ဆက်ထားအောင်နဲ့80%ကြီးရပါမှာလားပြီးတော့လေဟိုကောင်ကသွေးလုံးအောင်တတ်တော့ဘောဒါအသိမရှုပ်ဘူးထားလိုက်ပါအောင်တယောက်ထဲ AD နှစ်ခုဆက်လို့ရောရလားဆက်လိုက်ရောဘာဖြစ်မှာတော့ iron တခုကို bro တို့ကထက်ခါထက်ခါဝယ်လိုက်မယ်ဆိုလို့ရှိရင်တော့မှ iron attribute တွေကိုထပ်ပို့ရတယ်ဆိုပေမဲ့ iron ရဲ့ unit basic ကတော့တစ်ခါပဲရဆိုတော့ bro အနေနဲ့သိရမှာထင်တယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် bro တို့က bio နှစ်ချောင်းဝယ်တယ်ဆိုကြပါစို့ ဲ့တော့ဘယူရီနှစ်ချောင်းသာအထူပြုတော့ရမယ်ဒါပေမဲ့ဘယူရီတစ်ချောင်းသာ unit passive ပဲဘယ်လိုတော့အသုံးဝင်ရှိမှာဖြစ်ပါတယ်ဒါက identity ရောကြောင့်မလို့ကျွန်တော်တို့ passive နှစ်ခုမြရလို့အလွယ်သတ်မှတ်လို့ရတယ်ဒါပေမဲ့တချို့ identity ကြတော့ item မတူပေမဲ့ unit passive ကတူနေရကြောင့်မလို့ passive တစ်ခုရရတာရှိတယ်ကျွန်တော်ခုပြထားသလိုပဲ malefic raw နဲ့ malefic gun နဲ့ဟာ item မတူဘူးဒါပေမဲ့သူတို့ရဲ့ unit passive တွေကတူရကြောင့်မလို့ item တစ်ခုဝယ်လဲ passive ကတစ်ခုလည်းရမှာဖြစ်ပါတယ်ဒါကမမြင်ရတဲ့ဟာရမလို့ကျွန်တော်ပြလို့မရဘူးမြင်ရတဲ့ဟာတစ်ခုရှိသေးတယ်အဲ့ဒါကိုပြမယ်ဒီမှာဆိုလို့ရှိရင် crossing site နဲ့ fade out hairband ရဲ့ passive က တူပဲဖြစ်နေအောင်ဘလိုနေနဲ့တွေ့ရလိမ့်မယ်အဲ့တော့အဲ့ရတဲ့တစ်ခုပဲမယ်ဆိုလို့ရှိရင်ပက်စစ်ကလည်းစောနာလည်းပဲတစ်ခုလည်းရလိမ့်မယ်ဒီပက်စစ်ကမြင်သားရဲကဆိုတော့ကျွန်တော်လုတ်ပြလို့ရတယ်ဆမ်းပတ်လို့ရတယ်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော် chrome site ဝင်ပြီးတော့ပြပြမယ် chrome site ဝင်ပြီးပြတာနဲ့ဒီအောက်မှာတွေ့ကြတဲ့အတိုင်းပဲ step လေးတွေကတက်တက်လာတာတွေ့ရတယ်အများဆုံးက၅ခုထိပဲသူကလည်းဘာလဲဆိုတော့အဲ့ step လေးကကိုယ့်ရဲ့ desk ပြီးကိုတိုးစေတယ်အဲ့တော့ကျွန်တော် chrome site ကိုရောင်းပြီး fader heaven နဲ့ကျွန်တော်ပြပြမယ် fader heaven ကလည်းပက်စစ်တူအကြောင်းမလို့သူက step လေးပဲတက်တယ်အများဆုံး၅ခုထိတက်ပြီးတော့သူကလည်းအဲ့ step လေးတွေကကိုယ့်ရဲ့ desk ပြီးကိုတိုးစေတယ် โอเคအဲ့တော့နှစ်ခုလုံးပတ်စစ်ကတူတူပဲအဲ့တော့ကျွန်တော်နှစ်ခုလုံးတူတူပဲပြီးတော့ပြစ်လိုက်မယ်ဆိုလို့ရှင်ခိုလင်ဆိုင်ရဲ့ logo အမှတ်လေးမပါတော့ဘဲနဲ့ feather heaven ရဲ့ logo အမှတ်တစ်ခုတည်းပဲပေါ်ပြီးတော့ dust bee ကလည်းအဲ့လောက်ကြီးထူးထူးရှားမြန်နေအောင်မတွေ့ရဘူးဒါက item မတူရင်တောင်မှပတ်စစ်တူရဆိုလို့ရှင်ပတ်စစ်ကထပ်ပေါင်းရင်းမပေးဘူးတစ်ခုတည်းပေးရဆိုတော့ကျွန်တော်ပြောပြချင်းဖြစ်တယ်ဒါတွေကိုဘာလို့ကျွန်တော်ရှင်းပြနိုင်လဲဆိုလို့ရှင်ကျွန်တော်ရှေ့ရမေးခဲ့တဲ့ anti item နှစ်ခုဆက်မယ်ဆိုလို့ရှင်120%ကိုရောက်နိုင်လားဆိုတော့ကျွန်တော်ပြောပြချင်းလည်းဖြစ်ပါတယ် ဒီမှာဆိုလို့ချင်းဘရိုကြည့်လိုက် CA ရဲ့ unit percent နဲ့ chlorine ရဲ့ unit percent နဲ့ကအကုန်လုံးတူတူပဲအဲ့တော့ကျွန်တော်ရှေ့မှာပြောလို့ဆိုလို့ပဲ item တူပေမဲ့ unit percent တူတာဆိုတော့ unit percent ကတစ်ခုသာပဲရမှာဖြစ်ပါတယ်ဟမ်သောနာငါတို့ကအဲ့ဒါတယောက်တည်းနဲ့အိုင်ရန်နှစ်ခုဆက်မှာလေအခုကငါတို့ကတယောက်တစ်ခုဆက်မှာ AB က CA ဘက်ဆက်ပြီးတော့ mix က chlorine ဝင်ဆက်မှာမရဘူးလားတော့ no မရပါဘူးကျွန်တော်ဥမာအနေနဲ့ရှင်းပြမယ်လို့ရှင်အားလုံးက CA ဘက်သွားပြီးတော့ဖဇာနာက chlorine ဝင်သွားတယ် အဲ့နောက်ကောင်နဲ့အလူကက်နဲ့ရှင်ချရမယ်ဆိုလို့ရှင်အလူကက်က NEF ဘယ်လောက်တက်ရောက်မထင်တော့80%လား no 40%ပဲတက်ရောက်မှာဖြစ်ပါတယ် Valerie ကိုကျွန်တော် Guardian ဟမ်းမှ6လုံးဝင်ထားတယ်ပြီးတော့ Leila ဘော့ကိုကျွန်တော် CF ဘက်ထည့်ပေးထားတယ်အဲ့တော့ CF ဘက်ကရမယ် NEF က40% 30%ကြောင်ရမှာအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှင် Tower နည်းနည်းပြစ်ခံနိုင်မယ်ကျွန်တော် Guardian ဟမ်းမှနဲ့ဆိုတော့ကျွန်တော်ရဲ့သွေးရောနေချိန်မှာသွေးပြန်ပြည့်တဲ့ဟာက100%တက်တယ်အဲ့တော့အဟောင်းကိုကျွန်တော်ပြစ်ခံနိုင်မယ်ဆိုလို့ရှင် NEF တက်ရောက်သွားနိုင်မယ် အန်ဒီဘက်တက်ရောက်ပါလို့ရှိရင်60နှစ်ပဲတက်တော့တာဘရိုးနေနဲ့တွေ့ရလိမ့်မယ်ဒီ60နှစ်ဆိုတာကိုယ့်ရဲ့ပုံမှန်တက်တင်ကြ8ပြီးရဲ40ပါတန်ရှော့ခံပြီးတော့တက်တဲ့သွေးဒါကိုဘလို့တွေ့ရမလဲဆိုလို့ရှိရင်60နှစ်ကို100နဲ့မြောက်ပြီးတော့100လင်းနဲ့ပြန်စားကြည့်လိုက်အဲ့ကြလို့ရှိရင်59.6ဆိုပြီးရလိမ့်မယ်59.6ဆိုတော့ရှေ့ကိုတိရလို့ရှိရင်60ရာခိုင်နှုန်းဖြစ်လိမ့်မယ်အန်ဒီဘက်က30ဆက်ခန့်နေဆိုတော့ဒီ30ဆက်ကပြီးမှကျွန်တော်ရဲ့ပုံမှန်တက်တင်ကြသွေးကိုပြန်ရောက်လိမ့်မယ်ဒီမှာတွေ့လား100လင်းပြန်တက်ပါစီရဲ့ပြီးရိုက်ဆိုတော့ကျွန်တော်လေလာအောင်မှာပြန်ပြီး growing one နဲ့ကျွန်တော်ထပ်ဆက်ပြမယ်ဒီမှာဆိုလို့ကျွန်တော်သွေးလျှော့လိုက်တဲ့ ကျွန်တော်ရဲ့ပုံမှန်တက်နေတဲ့သွေးဟာ100လေးအဲ့တော့လီလာစီယာအန်တီအီဖက်ကိုကျွန်တော်ခံစားလိုက်မယ်ဗျာဒီမှာကြည့်ပြစ်လိုက်စမ်းသားကြီးတွေ့လား60နှစ်ပတ်တက်တော့လေအဲ့တော့ဆောင်းနာဟာနဲ့အတူတူပဲကျွန်တော်ရှေ့မှာပြောခဲ့တဲ့ CFN နဲ့ Glowing One နဲ့က Unique Passive Router မလို့နှစ်ခုလုံးနဲ့ထည့်ချမယ်ဆိုရင်တော့မှအန်တီအီဖက်ကတစ်ခုစားပဲရမှာဖြစ်တယ်အဲ့တော့ကျွန်တော်လီလာပေါ်တော့ကောင်ချပြီးတော့ CFN ကိုထည့်လိုက်မယ်အဲ့တော့လီလာပေါ်နှစ်ကောင်မှာတစ်ယောက်က Glowing One တစ်ယောက်က CFN အဲ့တော့ကျွန်တော်ခုသွေးလျှော့လိုက်မယ် ကျွန်တော်ခုတက်နေတဲ့သူရတရလေးရှိတယ်အဲ့တော့နှစ်ကောင်လုံးဝိုင်းပြင်ခန်းကြီးလိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ထိကြာပါမလဲဆိုတာကျွန်တော်ကြည့်ရအောင်တွေ့လားကျွန်တော်တက်နေတဲ့သူရ60နှစ်ပဲရှိတယ်အဲ့တော့ကျွန်တော်ပြန်တွက်ကြည့်အောင်အခုလက်ရှိတက်တဲ့သူ60နှစ်ကို100နဲ့မြောက်ပြီးရင်တရလေးနဲ့ပြန်စားလိုက်မယ်ဆိုလို့ရှိရင်60%ပဲရတော့ဘလိုနည်းနဲ့တွေ့ရမှာဖြစ်တယ်မတူညီတဲ့ item တစ်ခုကိုတယောက်တစ်ခုဆက်ပေမဲ့ unit price ကဘာလို့တစ်ခုတည်းရတယ်ဆိုတော့သူတို့ရဲ့လုံဆောင်ချက်တွေက fashion တစ်ခုတည်းဖြစ်နေရရဲ့ anti effect mode လို့အဲ့လိုမျိုးလုပ်ထားရခြင်းဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုဖြစ်တဲ့ domain item ကိုဆက်ပြီးရှင်းပြမယ် ဒိုမီနာရဲ့ပတ်စစ်က CF ဂလိုရင်းဝါနုံနဲ့တူတူပဲဒါပေမဲ့မတူတာကသူ့ရဲ့ function ပဲ function တော့ဘလို့မလူလဲဆိုလို့ချင်းဒိုမီနာကသူ့ကိုဒမ်းမေးလာပေးတဲ့ hero ရဲ့ life steal တွေ AB region တွေကို short ကြတာ CF နဲ့ဂလိုရင်းဝါကြတော့ကိုယ်ဒမ်းမေးပေးလိုက်တဲ့ hero ရဲ့ life steal တွေ AB region တွေကို short ကြတာအဲ့မှရင်ကိုယ်ရနေပြီဟုတ်တယ်မလားကျွန်တော်ရှင်းမှပြောခဲ့တာဘလို့မှတ်မိလား ် item မတူဘူး function တူလို့ရှိရင် unit basic ကတစ်ခုပဲရမယ်အခု item လည်းမတူဘူး function လည်းမတူဘူးဆိုတော့ unit basic ကတကယ်ကြီးနှစ်ခုစာရမှာလားအဖြေကတော့ရပါတယ်ဒါပေမဲ့ပြေဝတော့မဟုတ်ဘူးဘယ်လိုမျိုးပြေဝမဟုတ်လာလဲဆိုလို့ရှိရင်ဒီမှာလေလာဘော်ကိုကျွန်တော် domain အိုက်ဆက်ပေးထားတယ်အဲ့တော့သူ့ကို damage သွားပေးကြည့်အောင် damage သွားပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့တွေ့ရဘယ်လောက်ထိရောရခံရမလဲဆိုတော့ကျွန်တော်ကြည့်မယ် ျွန်တော်ရဲ့အမြင်ဆုံးသွေးတက်နိုင်တဲ့ပမာဏက900ခွန်းလေးတက်တယ်ဒါပေမဲ့သူ့ကိုသွားချလိုက်တော့300လေးပဲတက်တော့တယ်ဘလောက် NDE fat ရတယ်ဆိုလို့ရှိရင်ကျွန်တော်ဆောင်းနာက formula တွေကိုထည့်တွက်ကြည့်အောင်300လေးကို100နဲ့မြောက်900ခွန်းနဲ့စားတော့59.9အဲ့တော့ဒသမရွှေ့လိုက်တော့60% အန်တီဖက်က40%ဆိုတော့ကျွန်တော်တို့တွေ့တတ်တဲ့နော်က60%ရှိရတော့မဆန်းဘူး။ Okay အဲ့တော့ကျွန်တော် CA ဘတ်တစ်ကောင်ထပ်ချပြီးတော့ကျွန်တော်တို့ဆန်းကြည့်အောင်။အခုကလီလာဘောတစ်ကောင်မှာဒိုမန်နိုက်ထည့်ထားတယ်။နောက်လီလာဘောတစ်ကောင်မှာ CA ဘတ်ထည့်ထားတယ်။အဲ့တော့ကျွန်တော်သွေးဘလော့ထိတက်လဲဆန်းကြည့်အောင်။ကျွန်တော်ခုအကောင်ကြီးကိုခြာခိုင်းနေမယ်။ခြာခိုင်းလို့ရှိရင်ကျွန်တော်ရဲ့တွေ့တတ်တဲ့နော်က3ခွန်ပဲတက်တာအောင်ဘရိုးနေတွေ့ရလိမ့်မယ်။ပြီးရင်တော့6တနစ်6တနစ်တက်ပြီးတော့100လေးဆိုပြီးဘရိုးနေဆက်တက်တော့အောင်တွေ့ရလိမ့်မယ်။ဘာလို့3ခွန်ကတစ်ခါပဲတက်တာလဲဆိုလို့ရှိရင်ဒိုမန်နိုက်ရဲ့ပတ်စစ်က1ဆက်ကမဲ့ခံတယ်။6တနစ်ဆိုပြီးဘာလို့တက်နေသေးရလဲဆိုတော့ CA ဘတ်ရဲ့ပတ်စစ် စ်ကသူက3ဆက်ကခံတယ်ဗျအဲ့တော့အဲ့3ဆက်ကမီမှာကျွန်တော်တရလေးဆိုပြီးတော့ပြန်ပြောင်းတက်တာတွေးတက်တဲ့ပမာဏက39ကြာဝိုင်ဆိုတာဒိုမနိုက်ပတ်စစ်ပါပါတယ်အဲ့တော့ကျွန်တော်ဒိုမနိုက်ပတ်စစ်ပါအပါကျွန်တော်အန်တီဖက်ဘလောက်ထိခံလဲဆိုတာကျွန်တော်ပြပေး39တရနဲ့မြောက်ပြီးရင်ကျွန်တော်အများဆုံးတက်ခဲ့တဲ့တရလေးနဲ့ပြန်စားလိုက်မယ်ဆိုလို့ရှိရင် 35.6ရှေ့ကိုဒသမတတိုးလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ရဲ့ AB region percent ကသာဒီ6%ပဲရှိရအောင်ဘရိုးနေနဲ့တွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်စီကိုရောက်လာတဲ့ ND fat က54%တိကိုရှိတယ်ဒါက item တစ်ခုကနေညီမထွက်လာရတာမဟုတ်ဘူး item တစ်ခုက40%ပြည့်ပါပြီနောက် item တစ်ခုကတော့သူကတဝက်ကြော်လေးပဲ24%ပဲပေးတယ်ဆောင်းလာက CF နဲ့စမ်းပါတယ်အခုက Dominant နဲ့ Glowman နဲ့ကျွန်တော်တွဲပြီးတော့ပြန်ဆမ်းပါမယ်ကျွန်တော်ဒီကောင်းနေစီကနေ NDE Fat ရလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့တွဲတက်တဲ့ပမာဏက37ထီကိုထိုးကြပါရစေပြီးကြမှာ62ဆိုပြီးတော့ပြန်တက်လာပြီပေါ့နော် ဆောနာက CA ဘတ်နဲ့တူတူပါပဲ Total NDE effect က64%ပဲဖြစ်တယ်အဲ့တော့ Bro နေနဲ့ကျွန်တော်အမေးကြားရှိတာက CA ဘတ်ရဲ့ Glowing One ရဲ့ Dominant Eye ရဲ့အဲ့သုံးခုလုံးဆက်လို့ရှိရင်တော့နှစ်ခွက်ဆက်ရတယ်တော့ပိုပြီးများမှာလားဆိုရင်တော့မများပါဘူး64%နေပဲ Bro နေနဲ့ရမှာဖြစ်ပါတယ် ။ဘာလို့လဲဆိုတော့ तू က Glowing One နဲ့ Sierra Bank နဲ့က Unit Pass တူတူဖြစ်တာကြောင့်မလို့နှစ်ခုလုံးဆက်လို့ရှိရင်တစ်ခုပဲယူတာ။အဲ့တော့ Domain ID နဲ့တွဲလိုက်တော့ခါကျတော့64%တွေပဲရမှာပါ။မယုံမြင်နေပါဆိုလို့ကျွန်တော်ဒီမှာစမ်းပြပေးမယ်။လီလာ3កောင်းထမ်းပေးလိုက်ပြီးကျွန်တော်တက်တဲ့သွေးပမာဏကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်36အဲ့36ဆိုတာက anti-fat CG4 ပါဆန်ကိုရည်ညွှန်းတယ်။အဲ့တော့ကျွန်တော်ရှင်းပြရတဲ့မှာမှတ်သားရရှိတာက CF နဲ့ Glowing ဝင်ဆိုလို့ရှိရင် Anti Effect က40ပါဆန်ရတယ်။ Dominant Eye CF ဒါမှမဟုတ် Dominant Eye Glowing ဝင်ဆိုလို့ရှိရင် Anti Effect က64ပါဆန်တွေကိုရတယ်။အဲ့လိုမျိုးပဲနဲ့ Anti Eye တန်း3ခွဲဆိုလို့ရှိရင်လည်း Anti E က64ပါဆန်တွေပဲရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့နောက်ထပ်စဉ်းစားရတဲ့အကြည့်ရက Anti Effect ပါတဲ့ Hero ဖြစ်တဲ့ Basha က तू က Anti Effect 40ပါဆန် Auto ပါပြီလား။ဒါအပြင် Anti Eye တန်းနေဖြစ်တဲ့ CF Glowing ဝင် Dominant Eye အဲ့အနေနဲ့တခုဒါမှမဟုတ်တခုတက်ပုံဆက်မယ်ဆိုလို့ရှိရင်ရောဘာရှားက any fat ဘယ်လောက်ရနေမှာလဲဘာရှားကအခုကျွန်တော်ဘိုင်ဒမ်မမထည့်တာဘူးအဲ့ဒါကိုကျွန်တော် damage ခံပြီးရော any fat ဘယ်လောက်ခံသားလဲဆိုတော့ကျွန်တော်ပြပေးမယ်နော် မှာလို့ရှိရင်အားလုံးပဲတွေးကြတဲ့အတိုင်းမှာ ND fat ကကျွန်တော်40%ဒီကိုခံလာရတယ်အဲ့တော့ကျွန်တော်ရဲ့တွေးတတ်တာ62ပဲရှိတယ်ဒါကဘာရှာမို့လို့ ND item မထည့်ရတော့မှသူက ND fat က40%ပေးနိုင်နေတာအဲ့တော့ကျွန်တော်ဒီကောက်ကို ND item နည်းနည်းပေးကြည့်လိုက်မယ်ဘာရှာကို ND item နှုတ်ကွက်ဖြစ်တဲ့ glowing one နဲ့ dominant ကျွန်တော်ဆက်ပေးထားတယ်အဲ့တော့သူ့ရဲ့ ND fat ကဘယ်လောက်ထိရမလဲဆိုတော့သွေးပြန့်တတ်နေရဲ့ပမာဏက37%ဆိုတော့အဲ့ကောင်ရဲ့ ND fat က64%ရှိတယ်အဲ့တော့သူထည့်လိုက်တဲ့ ND item နှုတ်ကွက်ကတကွက်ကပုံနာလားဆိုတော့ဟုတ်တယ်ပုံနေဘာလို့လဲဆိုတော့သူ့ရဲ့ပတ်စိကနေပြီးရတဲ့ ND fat 40%ပြေဝရတယ် ယ်။နောက်ထပ် NE တကွက်ကနေပြီးတော့24%ရတယ်။အဲ့တော့နောက်ထပ်တကွက် NE ဖြစ်တဲ့ဟာကတော့ပုတ်သွားတယ်။အားလုံးကိုသိပေးချင်တာက NE effect ကအများဆုံး64%ပဲအများဆုံးရနိုင်တယ်။အဲ့တော့ဘာရှားကြိုင်မဲ့ဆိုလို့ရှင် NE ရိုက်တန်းတကွက်ပဲဆက်တင်နေ။အဲ့ဆက်တဲ့ကွက်ကလည်းဒိုမနန့်အိုက်ပဲတင်တော်တယ်။ကျန်တဲ့ဟာကတိတ်ပြီးမကောင်းကျွန်တော်ဆက်ပြီးပြပြချင်တဲ့ဟာကပွဲတစ်ပွဲမှာလိုအပ်တဲ့ NE နှစ်ကွက်ကိုဘသူတွေကအရင်ဆုံးဆက်တင်လဲ။ဘယ်ရိုးတွေကဆက်တင်တာလဲဘလို့ဆက်တင်တာလဲဆိုတော့ကျွန်တော်အခြေခံပြပြမှာဖြစ်ပါတယ်။ ပထမဆုံးစသင်တာတော့ min နဲ့ run နဲ့ပဲဖြစ်ပါတယ်။ make က loading one run out dominant eye ။ဒုတိယတစ်ခုကတော့ aab နဲ့ run aab က cf run out dominant eye ။နောက်ဆုံးတစ်ခုကတော့ min နဲ့ aab make က loading one aab က dominant eye ။အခုပြောထားသလိုဆက်မယ်ဆိုလို့ရှိရင် nde effect ကို64%အပြည့်အဝရမှာဖြစ်ပါတယ်။ဒါကအဓိကစသင်တဲ့ rule သုံးလို့ကျွန်တော်ပြောပြတာ။ goal line နဲ့ chain လည်းဆက်လို့ရတယ်။ပွဲကိုကြည့်ပြီးတော့ကိုစင်မီတာကို nde ရိုက်တန်းသွားလို့ရတယ်။ ဲအဲ့ဒါဆိုလို့ရှိရင်ဒီနေ့ video တွေတော့လောက်ပါပဲကျွန်တော် channel ကို subscribe မလုပ်သေးလို့ရှိရင် subscribe လုပ်ခဲ့ပေးပါနောက်ထပ် video မှာထပ်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲ bye bye